အားလုံးမင်္ဂလာပါဒီနေ့ဂျွန်လ9ရက်နေ့မှာတော့တတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာအစုံလင်တွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့ဝင်မြချင်တဲ့အကြောင်းအရာကတော့စကိုင်းတိုင်းပလေမြို့နယ်မှာရှိတဲ့တန်တောက် yes ခန်းကိုနေပြီးတော့ one pack page ဆိုတာ3ရက်ရှိပြီဆိုတော့အဲ့ဒီ yes ခန်းကိုဝင်ဖို့အတွက်ကတော့မလွယ်သေးဘူးအပြင်အဟာတွေကတော့အကုန်လုံးသိမ်းလို့ရပြီနော်အဲ့ဒီ yes ခန်းတိမှာဝင်ဖို့အတွက်သူတို့ကဘုံတွေတော်တော်ထောင်ထားတယ်မိုက်ဘုံတွေအဲ့ဒီဟာကိုရှင်းလင်းနေရတယ်ဆိုတဲ့တတိမို့ကျွန်တော်တို့ တွေ့ရနိုင်မယ်အဲ့ဒီစခန်းမှာဘလောက်အင်အားရှိလဲဆိုလို့ရှိရင်စက္ကဆရဲ့ရဲရဲပြီးလို့ရှိရင်တော့ဖြူစောထီရဲ့အယောက်ထောင်နဲ့ချီတော့ရှိတယ်တော်တော်ကြီးတယ်အဲ့ဒီစခန်းကလူထောင်နဲ့ချီပြီးတော့ရှိတဲ့စခန်းဖြစ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီဟာကိုအကုန်လုံး one pack ပိတ်ဆို့ပြီးတော့တမနေတယ်အဲ့ဒီဖြူစောထီတွေကလည်းတော်တော်ကိုကစင်းကလေးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီစခန်းထဲမှာဝင်လို့မရသေးဘူးမိုင်းမုံးတွေကြီးကြီးထောင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကရှမ်းမြောက်ရှမ်းမြောက်မှာဆိုလို့ရှိရင်ညောင်ချို့ နောက်ကျုံမျိုးနေမှာရှိတဲ့ကန်ကြီးရွာကိုနေပြီးတော့ဆက်ကဆက်ကထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်တယ်။အဲ့ဒါကို TNLA နဲ့ပူးပေါင်းအဖွဲ့တွေကနေပြီးတော့ပြင်းလွှတ်လိုက်တယ်။ပြင်းလွှတ်လိုက်တဲ့အခါကျတော့အဲ့ဒီမှာဒီပျောက်တော်တော်ရှိတယ်။အဲ့ဒါကိုဆုတ်ပြေးသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် AA ရဲ့နော်စစ်မှုထမ်းဥပဒေကြောင့်လူရရဆိုလို့ရှိရင်အဲ့ဒီမှာလူငယ်တွေမနေရတော့ အကောလုံးကိုနီကူဟန်နဲ့ဟိုလန်ကနေပြီးတော့မုံကိုလက်ကနေပြီးတော့ထွက်ပြေးကုန်လေဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့လူတွေကပထမဆုံးဒီ AA ကတော့တော်တော်ကိုစဉ်မထပ်ဥပဒေနဲ့တော့မဟုတ်ဘူးဒါပေမဲ့လူတွေကိုစူးစောင်းတာတော့ရှိတယ်နော်ဒါပေမဲ့အခုကတော့ဥပဒေကိုပြဋ္ဌာန်းပြီးတော့နော်ဒီရခိုင်ပြည်နယ်တစ်ခုလုံးလုံးမြောက်ဖို့အတွက်ဒီရခိုင်ပြည်ကိုကာကွယ်ဖို့အတွက်လူငွေတွေကိုအသက်ကုန်နော်ဒီစဉ်မထပ်ဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့ ဖမ်းတယ်ဖမ်းတဲ့ခါကျတော့သူတို့ကလည်းခုနပြောသလိုစက္ကစဒီစေမှုထဥပဒေနဲ့ခေါ်သလိုမနှိမ့်မြုပ်သလိုအဲ့ဒီမှာတော်တော်ကိုခိုးထွက်နေရတယ်ဆိုတဲ့တည်င်းကိုလည်းတွေ့ရမယ်နောက်တစ်ခုကစက္ကစရဲ့ဒီလက်နက်ပွဲစားဒီနိုင်ထုတ်အောင်တဲ့သူ့ရဲ့ဇနီးဝေဝေးရင်ကတည်းပြီးတော့ဒီမဟာမျက်မနှိဒီမှာဒီဆောက်ဖို့အတွက်ပြန်လဲပြုပြပြင်မွမ်မန်ဒီဆောက်ဖို့အတွက်ဒီအမောအကာတွေရှေးတန်းဆောင်းလျားတွေနောက်တစ်ခုကပြတ်တက်ပြတ်တက်လို့ပြောတဲ့ခါမှဒီအခုံတွေမှာဒီမှာအရက်လေးတွေမှာအပန်းပွင့်လေးတွေပါလေလို့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီမှာ เนาะအချွန်တက်လေးတွေအဲ့ဒီပန်းအလှဆင်းတဲ့ဟာเนาะအဲ့ဒါကိုပြတ်တက်ပြတ်တက်တွေကတော့အဲ့ဒီဟာကိုဆောက်လုပ်ဖို့အတွက်เนาะကျွန်တော်တို့မင်းလည်းထုတ်တဲ့အခါပျက်စီးဆုံးရှုံးမှုတွေရှိတယ်เนาะအဲ့ဒါကိုနေပြီးတော့အဲ့ဒီလက်နဲ့ပွဲစားမအလာရဲ့လက်နဲ့တွေကိုတင်တင်ပို့တယ်အဲ့ဒီမောင်ခိုလန်းနဲ့เนาะမအလာကိုတော်တော်ကိုထောက်ပံ့ပေးတဲ့အဲ့ဒီခရိုနီအကြီးစားအဲ့ဒါကချက်သိမ်းပေါင်းဘလော့ထူတန်းလဲဆိုလို့ရှိရင်တော့ 2600နဲ့6000เนาะ2600ကိုလိုတက်တယ်အဲ့ဒီမှာမြန်မဏီကိုပြန်ပြီးတော့ပြုပြင်ဖို့အတွက်နောက်တစ်ခုကရွှေပိတ်တာချင်း3ပိတ်တာเนาะ3ပိတ်တာလိုတက်နေဆိုတဲ့ဟာကိုလည်းတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ရှမ်းတောင်ရှမ်းတောင်မှာဒီစီစံမှာဆိုလို့ရှိရင်တော့တော်တော်ကိုဖိုးစစ်တွေအဲ့ဒီမှာစင်းနေတယ်ဆိုတော့အဲ့ဒီမှာ PNO နဲ့ပြည်သူစစ်ပေါ့เนาะ PNO ပြည်သူစစ်နဲ့ဒီစက္ကစကအဲ့ဒီမှာရှိတဲ့လူတွေကိုเนาะရွာတွေကိုဝင်ပြီးတော့အားလုံးပြောင်းရွှေ့ခိုင်းတယ်အဲ့ဒါမှာမွေတော်ဖျားဆိုတဲ့အဲ့ဒီ ဘုရားဝင်းမှာဆိုလို့ရှိရင်ထားတဲ့အကောင်လုံးလူပေါင်း6000ကျော်နော်6000လောက်ကိုအဲ့ဒီကနေပြီးတော့စီဆိုင်မြို့နဲ့တပူတူတို့နောက်တစ်ခုကတောင်ထိုးလွင်ငွေနောင်ဘိုးပြီးလို့ရှိရင်တော့ပင်ပင်ရွက်နောင်ထွရွာစသဖြင့်ဒီနေရာတွေမှာရှိတဲ့လူတွေကိုနေပြီးတော့အားမှာထွက်ခိုင်းတယ်နော်ထွက်ခိုင်းတဲ့အခုမွေတောင်ဘုရားအဲ့ဒီဝင်းမှာနေပြီးတော့ အဲ့ဒီမှာအကုန်လုံးစုပြုံလောက်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ Los Angeles လို့ခေါ်တဲ့ဒီမှာနော်ကယ်လီဖိုးနီးယားမှာပေါ့နော်အဲ့ဒီမှာလူတွေကိုတော်တော်ဆန္ဒပြနေတယ်နော်လူတွေဆန္ဒပြနေတယ်ပြနေတဲ့ခါကျတော့အဲ့ဒီမှာဘလောက်ထိအားများလဲဆိုလို့ရှိရင်တော့ဒီ Trump ကအမျိုးသားကကိုရေးတက်လူ2000ကိုလွှတ်လိုက်တယ်နော်လွှတ်လိုက်တယ်မနေ့ကအကြီးအကျယ်ပဲနော်အဲ့ဒီဆန္ဒပြတဲ့လူနဲ့အဲ့ဒီမှာကျွန်တော်တို့မျက်ရည်ရည်ဘုံလို့တံဘုံလို့တော်တော်ကိုဖောက်ခွဲပြီးတော့အဲ့ဒီမှာဆန္ဒပြတဲ့လူတွေကလည်း နော်ကားတွေကိုမီးရှို့ပါညာအဲ့လိုမျိုးကျွန်တော်တို့တော်တော်ကိုတွေ့ရတယ်အတိတ်ကတော့ Trump ကိုယ်တိုင်ကသမ္မတ Trump ကိုယ်တိုင်ကဒီအမျိုးသားကာကွယ်ရေးတပ်လူပေါင်း2000နော်စစ်သားရောက်ပေါင်း2000ကိုလွှတ်လိုက်တာဆိုတော့တော်တော်ကိုကြီးကျယ်တယ်အခုတစ်ခါ3ရက်ရှိပြီတင်းမာမှုတွေတော်တော်ရှိနေတယ်ဆိုတော့အဲ့ဒီမှာဘာဖြစ်လို့ဒီလိုတင်းမာမှုတွေဖြစ်လို့ဆိုလို့ရှိရင်အခုဒီ Donald Trump ဒီသမ္မတ Donald Trump တက်ပြီးတဲ့နောက်ပိုင်းမှာတော်တော်ကို ဒီတရားမဝင်အလုပ်သမားတွေကိုနိုင်ငံခြားကလူတွေကိုတော်တော်ကိုပိတ်နေတယ်နော်ပိတ်နေတယ်အဒီမှာဗီဇာတွေပိတ်တယ်မြန်မာနိုင်ငံလည်းအပောင်းဝင်ပါပဲနော်တကဘာလုံးကလူတွေကိုအကုန်ပိတ်တာနော်အဒီမှာအမစားဟုသမျအကုန်ပိတ်တာ VOA တို့ကျွန်တော်တို့ RFA တို့စသဖြင့်သူတို့လည်းပါတာပဲနော်အကုန်တင်ကျုံပြီးတော့တက်တို့အမစားပြီးတော့ဗီဇာပြီးလို့ရှိရင်တော့ green card နောက်အခု DV လို့ခေါ်တဲ့အခုမြန်မာနိုင်ငံကနေပြီးတော့ဒီဖက်မှာအမေရိကကိုလာချင်တယ်ဆိုလို့ရှိရင်အဒီ DV ကိုရှောက်ရတယ်နော်ရှောက်ပြီးတော့အဲလိုမျိုးအောင်မြင်တယ်ဆိုလို့ရှိရင်တော့ခင်ခါရတယ်အဒီစစ်စစ်လက်ကလုံးပြက်တယ်ဆိုတော့အခုတရားမဝင်တဲ့လူကိုအဒီမှာအခွန်စီးကျက်တယ်ပြီးလို့ရှိရင်တော့ရဲတွေကအသကုံဖိုင်းတယ်နော်ဖိုင်းတဲ့ခါကျတော့အဲ့ဒါကို စံတာပြတာเนาะအဲ့ဒီ Los Angeles မှာတော်တော်စုစုပိုဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီရှမ်းမြောက် Mandalay တိုင်းအတွင်းမှာဆိုလို့ရှိရင် TNA လေးเนาะ TNA လေးတင်ပိုက်ထားတဲ့အနေမြေစစ်နှစ်ခုရှိတယ်မြို့နယ်စစ်နှစ်ခုရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ TNA လေးအပါအဝင်တအောင်အမျိုးသားเนาะအဖွဲချုပ်လာနေပြီးတော့ TTPC အဲ့ဒီမှာ ဒီထိပ်သီးအစည်းအဝေးကနေပြီးတော့ TLC လို့ခေါ်တဲ့တအောင်ပြည်သူ့ကောင်စီကိုနေပြီးတော့တရားဝင်ဖွဲ့စည်းလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာလောကမှာဝေဝေဆဆာဖော်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်ဆိုတော့အခု TNL တင်ပိုက်ထားတဲ့ဒီ non show တော့ဝိုက်မှာဆိုလို့ရှိရင်တော်တော်ကိုစကစကထိုးစစ်ဆင်ပြီးတော့အဲ့ဒီမှာတော်တော်ကိုတင်ပိုက်လာတယ်ဆိုတော့အခု TNL ကနေပြီးတော့အဲ့ဒီမှာ PDFs ခန်းတွေလေးရှိတယ်เนาะအဲ့ဒီ mentally pili app scan တွေလည်းရှိတယ်အဲ့ဒီဟာကိုနေပြီးတော့ TNL က scan ကိနေလာတယ်လာပြီးတော့အဲ့ဒီ scan တွေကိုအကုန်လုံးဆုပ်ပေးဖို့အတွက်သူတို့ညွန်ကြားတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့เนาะ PDF တွေလည်းအကုန်လုံးဆုပ်ပေးနေတယ်အခုသူသင်ပိုက်လို့ရတဲ့မျိုးနေเนาะစစ်နှမျိုးနေမှာဆိုလို့ရှိရင်တော့ဆက်ကဆက်ကအကုန်တောင်းတယ် quality တော့ကျွန်တော်တို့ရုပ်နဲ့စစ်စစ်ညွန်နေမှုကိုလက်မခံသေးဘူးဒါပေမဲ့အခုဒီနေ့သတင်းကြားတာက ဲ့ဒီ TNL အသိပိုက်ထားတဲ့နေနေတွေမှာအခုနောက်ချိုးမှာ PDF တွေကိုတောင်းမှနော်အကုန်လုံးစုခိုင်းပြီဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီ TNL အသိပိုက်ထားတဲ့နေမြင်တွေကတော့ကျွန်တော်တို့အလားအလာတော့ MNDA အသိပိုက်ထားတဲ့နေမြင်တွေလိုပဲနော်စကားဆက်နဲ့အဲ့လိုမျိုးပလင်းတို့ဘူးဆုပ်နော်သူတို့ဟာဆိုလို့ရှိရင်လှုပ်ရှားဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်တော့ဒီရုပ်ကအဲ့ဒီမှာညွန်ချပြီးတော့ဒီရုပ်ပြည်တွေနော်တစ်ပိုင်းတစ်စအခုနောက်ပြတော့လို့ TNL အသိပိုက်ထားတဲ့စနေမျိုးနေတို့အခု ဒီ MN ရဲ့တင်ပတ်ထားတဲ့မြို့တွေကလည်းအများကြီးပဲเนาะအဲ့ဒီမြို့တွေတွေအားလုံးမှာနေပြီးတော့ဘလို့ဖြစ်လာလဲဆိုလို့ရှိရင်တော့တရုတ်တကိတ်ကြီးဆိုးတဲ့နေရာတွေဖြစ်လာတယ်မနေ့ကဆိုလို့ရှိရင် MNDA ချင်းချုပ်ထားတဲ့တင်းနီတို့ပါလို့ဆိုလို့ရှိရင်တရုတ်ရဲ့နော်တကိတ် company တွေနော်အဲ့ဒီမှာတထေးတွေလာပြီးတော့တော့ရင်းနှီးမြှုပ်နှံကြတဲ့တကိတ်အဲ့ဒီမှာငွေရေးကြေးရေးနော်ဖုန်းလိုက်အားလုံးမိတာဆိုလို့ရှိရင်ဖေကပေးတယ်ပြီးလို့ရှိရင်တရုတ်ပြည်နဲ့နေပြီးတော့တကားမရှိဒါမရှိသွားလို့ရအောင် ဲ့လိုမျိုး guide ကိုလည်းထုတ်ပေးထားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့အခု TNL လည်းဒီလိုခြေလမ်းမျိုးတွေကိုစောက်တော့လမ်းနေတယ်နော်လမ်းနေတယ်အဲ့လိုမျိုးတကယ်တမ်းလှမ်းတယ်ဆိုလို့ရှိရင်သူတင်ပိုက်ထားတဲ့မြို့နေရာလည်းနေတာမဟုတ်ဘူးအမေဒီတင်ပိုက်ထားတဲ့မြို့တွေကလည်းနေတာမဟုတ်ဘူးဆိုတော့ဒီနေရာတွေမှာကြတော့အကုန်လုံးဒီရုပ်ရဲ့နော်စုံမုံမုံအောက်မှာရောက်တော့မယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့အခု TNL ကတော့ဒီ Mendeley PDF တွေကိုလုံးဝအဲ့ဒီမှာခံပြီးတော့မတိုက်ဖို့သူတို့ကိုနောက်ဆုတ်ခိုင်းတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုက KNL ပူပေါင်းကနေပြီးတော့ အခုဒီနေ့၁၆မှာနောက်နေ့၁၆မှာတော်တော်တိုက်နေတယ်အခု ठी ကပလစ်ခန်းကိုတွေပြီးတော့တိုက်နေတယ်အခုเนาะဆိုတော့နေ့၁၆ခန်းကတော့၄ခုပဲကျန်တော့တယ်အခုတိုက်နေတာကကျွန်တော်တို့ AR 80ရှိတယ်เนาะ ठी ကပလစ်စခန်းကိုတွေပြီးတော့ဆက်ပြီးတော့တိုက်ပြီးအဲ့ဒီမှာဒုံးတွေသကုံချဲနေတယ်ဒုံးတွေဘုံတွေအလုံးပေါင်း20ကျော်ကိုချဲချနေတယ်မိခုတွေတလူလူပဲကျွန်တော်တို့တတိတပ်ပုံတွေကိုတွေ့ရမှာဖြစ်တယ်ဆိုတော့တိုက်ပြီးဆိုလို့ရှိရင်ဒီတရက်နှစ်ရက်အတွင်းမှာကြာပြီးဆိုတဲ့တတင်းကိုကျွန်တော်တို့ကြားမှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ အခုစကားဆိုင်ရဲ့လူတွေကလုံးဝတိုက်ရိုက်ခိုက်ရိုက်စိတ်လုံးဝမရှိတော့တိုက်စိတ်လုံးဝမရှိတော့သူတို့ကတိုက်ချင်စိတ်လုံးဝမရှိတဲ့ခါကျတော့ထွက်ပြေးဖို့ပဲเนาะထွက်ပြေးဖို့ပဲဆိုတော့အခုတိုက်ပြီဆိုတဲ့ဟာကိုကြားတယ်မနေ့ကျ ိန်လို့ရပြီဆိုတော့တော့မဟုတ်မနေ့ဖြစ်တဲ့ဘက်ခါတော့ကျွန်တော်တို့ကြားလိမ့်မယ်နော်ဆိုတော့အင်အားက80ပဲရှိတယ်ဒါပေမဲ့အဲ့ဒီအင်အား80ကအကုန်လုံးငတ်ပတ်ပိတ်ဆို့ထားတာဖြတ်တောက်ထားတာမသူမှစစ်ကူလာလို့မရဘူးဆိုတော့ဘလောက်ခံနိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့တရက်လာနှစ်ရက်လာဆိုတော့ကျွန်တော်တို့မသိဘူးဆိုတော့အဲ့ဒီတဲ့င်းကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီ shutdown ငွေမှာဆိုလို့ရှိရင်တော့ရေဘူးရွာဖျားတောင်ရောစစ်ကြုံထိုးလာတဲ့ PNL တွေနဲ့စက္ကဆအဖွဲတွေနဲ့ဒီဖက်က PDF တွေနဲ့နေပြီးတော့ဒီမှာတိုက်ခုတ်လေကြီးကြီးဖြစ်နေတယ် ကျွန်တော်အဲ့ဒီမှာအရောက်ပေါင်း10ရောက်ထဲမနေ NO နဲ့ကျွန်တော်တို့ဒီစက္ကဆကတိဆုံမှုတွေရှိတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လာ9ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ